ိတ်သက်တယောက်နေနဲ့ဆိုတော့သဘောကျတယ်သူ့ကိုလေအာသူ့ရဲ့ရံမောင်းနဲ့သူ့ရဲ့အဲ facial featuring ပေါ့နော်ဒါတွေကလည်းမွေးကလေးပိုင်းဆိုင်ထားတယ်ကျွန်တော်တို့မရနိုင်တဲ့အရာတွေပေါ့နော်အာသူ့ရဲ့ cat box ဆိုလဲဒါသူပြိုင်ခဲ့တဲ့တစ်လျှောက်လုံးမှာတော်တော်လေးကိုပြိတ်သက်တွေကြောင့်မှရေပန်းစားခဲ့တယ်သူ့ရဲ့တန်းတွေဆိုလဲလေရံမိုက်တယ်ပေါ့နော်အားရတယ်ပေါ့နော်အဲ့တော့သူဘာတွေများဒီပွဲအတွက်ပြင်ဆင်သွားမလဲဆိုတာကိုတော့ကျွန်တော်တို့အခုသူ့ရဲ့အဲမိတ်ဆက်ပွဲတွေကနေစပြီးတော့စောင့်ကြည့်အောင်ပါပေါ့နော် อะอะก็สโมเอบดูตั้วเปียงมะเลยสรว่าดาโกก็เลยหล่ําเมลอกก็ฉิดเตลูเบปวยโอบดูตั้วเปียงมะเลยสรว่าอะเนี่ยใส่ဝင်ดาซาเนี่ยสร้างจี้เนี่ยลูสรว่าก็สโมก็เลยบดูเลี้ยงเหมี่ยวตั้วเปียงมะเลยปอนเนาะเอจี้တော့จี้နေတာပေါ့မြင်းမြတ်မိုးကိုလည်းတွေးမိတဲ့ထဲမှာတော့ပါပါတယ်ဆိုတော့တကယ်တမ်းသူဆိုတော့လည်းเอဒီပြိတ်သက်တယောက်နေနေဆိုတော့သဘောကြတယ်သူ့ကိုလေအာသူ့ရဲ့ရံမောင်းနဲ့သူ့ရဲ့ facial featuring ပေါ့เนาะဓာတ်တွေကလည်း ဟိုမွေးကလေးကပိုင်းဆိုင်ထားတယ်ကျမတို့မရနိုင်တဲ့အရာတွေပေါ့နော်သူ့ရဲ့အရေးကြီးဆိုလဲဒါနိုင်ငံခြားမှာသွားပြိုင်လို့ရှိရင်လဲဒါ တန်တဲ့လူတွေကြားမှာသေးပြီးတော့ပြက်ကျန်ခဲ့မဲ့ဆိုင်မဟုတ်ဘူးဆိုတော့လေအဲဒါဟိုအားရတယ်ပေါ့နော်အဲ့တော့ तू ဘာတွေများဒီပွဲအတွက်ပြင်ဆင်သွားမလဲဆိုတာကိုတော့ကျမတို့အခုသူ့ရဲ့အဲမိတ်ဆက်ပွဲတွေကနေစပြီးတော့စောင့်ကြည့်အောင်ပါပေါ့နော်အလှမယ်တယောက်ကတော့ဒီဘဲပွဲကိုပဲသွားပြိုင်ပြိုင်ဒါပြိုင်တဲ့ပွဲအတွက်ဒါလိုက်ဖက်လို့ရွေးချယ်ထားခဲ့တာဆိုတော့လေအဲဒါသူတို့ organization ရဲ့ရွေးချယ်မှုကိုလည်းကျမတို့ဒါယုံကြည်တယ်အသိမှတ်ပြုတယ်ပေါ့နော်အဲ့တော့ तू က အဲဒီပွဲနဲ့ live ဖတ်အောင်သူဘာတွေစူးစမ်းပြီးပြင်ဆင်ပြီးတော့ကျမတို့ကြည်နေတဲ့ပြိသက်တွေကိုဘာတွေချပြသွားမလဲဆိုတော့ကျမတို့အတူတူစောင့်ကြည့်အောင်ပါပေါ့သူရဲ့အားသာချက်ဆိုရင်တော့ဒါအခုနောက်ပိုင်းမှာသူဘာတွေများစူးစမ်းပြင်ဆင်လာလဲဆိုတာကိုအခုထိတော့ချပြနေတာမရှိသေးဘူးပေါ့နော်အရင်ပြိုင်ပွဲရဲ့လှုပ်ရှားမှုတွေပဲကျမတို့မြင်ခဲ့ပူးသေးတာဆိုတော့သူမပြသေးတော့ကျမတို့သူဘာတွေအားသာလဲဆိုတော့မမြင်ရဒါပေမဲ့တေချာတာတော့သူရဲ့ခေါင်းစခြေအဆုံးအဲဒီအဲ physical appearance ကတော့လုံးဝဟိုအာသာတယ်လို့ မြင်တယ်ပေါ့နော်ဒီအရက်မောင်းနဲ့ပြီးသူ့ရဲ့ဒီမျက်နှာပေးအာမျက်နှာချိုးအစာကကြတော့လဲစင်ပေါ်မှာ beauty queen တယောက်အနေနဲ့ကြည်လိုက်ရင်အဲ့လိုထင်းထွက်ပြီးတော့ပြောရရင်ဟာဒီအမျိုးသမီးတွေအားလုံးလည်းအဲ့လို fighter ဆိုရက် vibe ကိုခံစားရသေးတဲ့ appearance ကိုဒါသာသူ့ မွေးကလေးကပိုင်ဆိုင်ထားတဲ့ဟာဆိုတော့လေအဲ့ဒါကိုတော့ကျမသူ့ရဲ့အားသာချက်တွေကတခုလို့မြင်နေပေါ့နော်ကျန်တာ तू ဘာတွေထပ်ပြီးတော့ပြင်ဆင်လာပြီးတော့ဘာတွေအားကောင်းလဲဆိုတော့ကျမစောင့်ကြည့်အောင်ပါအာသူ့ရဲ့ catwalk ဆိုလဲဒါ तू ပြိုင်ခဲ့တဲ့တစ်လျှောက်လုံးမှာတော်တော်လေးကိုပြိတ္တတွေကြားမှာရေပန်းစားခဲ့တယ်သူ့ရဲ့တန်းတွေဆိုလဲလေအရန်မိုက်တယ်ပေါ့နော်ပြီးတော့အဲသူ့လိုပဲတခြားလူလှရင်တော့မှတခြားလူလမ်းလျှောက်တာလှရင်တော့မှသူ့ရဲ့ခြေတံလက်တံနဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကသူ့ရဲ့ catwalk ကိုပို့ပြီးတော့ပန့်ပိုးပေးတာဆိုတော့လေဟိုကုသိုလ်ကောင်းတယ်ပေါ့နော် 調査ထုတ်မှုလဲ調査ထုတ်မှုเนี่ยသူ့ရဲ့ကုကုစုကောင်းမှုတွေဒါတိုင်းရဲ့တက်တူကြနေတော့လဲသူ့ရဲ့ကောက်ဝက်ကအဲတော်တော်လေးကိုသူ့ရဲ့အားသာချက်လို့လဲညင်နေပေါ့เนาะအခုဘာတွေများထပ်ပြီးပြင်ဆင်တာလဲမသိဘူးဒါမရှိဘူးငွေပွားလာရင်ခံစားရတာမပြောပြပါဘူးအာဟုတ်တယ်တချို့တော့အလှမဲ့လေးတွေက ဘာမှမလုပ်ပဲနဲ့ကို beauty queen look ပေါက်နေတာတွေရှိတယ်ပေါ့နော်ဘာမှပြင်ဆင်တာမရှိပဲနဲ့တော့သူကြည့်လိုက်ရတာနဲ့ဟဲဒီတယောက်ပြိုင်ပွဲပြိုင်မင်းကောင်းမှာပဲဒီတယောက်ပြိုင်ပွဲစင်မော်မှာတွေ့ရရင်ကောင်းမှာပဲဆိုပြီးတော့အဲမြင်တဲ့လူတိုင်းကအဲ့လိုတွေးမိတဲ့အဲသူတွေလည်းရှိတော့အဲ့ဒီသူတွေတဲမှာလည်းဒါမြင့်မြတ်မော်တယောက်အပောင်ဝင်လို့ပြောလို့ရပါတယ်อืม အတူကတော့သူစပြိုင်ကလေးကပြိတ်သက်တွေကကြိုက်ကြတယ်သူ့ကိုလည်းဟိုဝင်းနာဖြစ်မြင်ချင်ကြတဲ့ပြိတ်သက်တွေလည်းအခိုင်အမာရှိတယ်အဲ့တော့ဒီကိုစမော့ဘသူဖြစ်မလဲဆိုတဲ့အချိန်မှာလည်းပြိတ်သက်တွေရဲ့တောင်းဆိုမှုကသူ့ရဲ့နာမည်လေးကိုတော်တော်များများမှကြားရတာဆိုတော့တော်တော်များများလက်ခံကြတဲ့အလှမယ်တယောက်ဖြစ်တယ်ဆိုတော့အဲသူကလည်းတာဝန်တော်တော်ကြီးပါတယ်အဲဒီပွဲအတွက်ဒါပြိတ်သက်တွေမျော်လင့်တဲ့အနေထားကိုသူမှီအောင်ကိုစူးစမ်းပြင်ဆင်သွားဖို့အတွက်တော့သူ PI ရေလည်းအရန်များနေလိမ့်မယ်လို့ထင်တယ်ပေါ့နော် အလမဲလေးတွေပြန်ပြီးကမ်းပတ်လာတဲ့အခါမှာလည်းဘယ်သူမှကမ်းပတ်လာကမ်းပတ်လာကြကျမတို့ဝမ်းသာတယ်အဲသူတို့တွေကဖက်ချန့်ကိုအခုထိချစ်နေသေးတယ်ပေါ့နော်ပြီးတော့ဘာတွေများပြင်ဆင်ပြီးတော့များထပ်ပြီးတော့လာပြိုင်လဲဘာတွေထပ်ပြီးတော့လာပြီးချပြတာလဲဆိုတော့လေရင်ခုံစွာနဲ့ပြိသက်တယောက်အနေနဲ့ဒါအမြဲတမ်းကြည်ဖြစ်တယ်ပေါ့နော်ကိုကိုတိုင်းကလည်းဒါနှစ်တွေကြာကြီးထဲမှာမှပြန်ပြီးတော့ကမ်းပတ်လာခဲ့ဘူးတဲ့အလှမဲ့တယောက်ဖြစ်သွားတာဆိုတော့အဲကိုလှုပ်ခဲ့တဲ့အရာ ကိုအားထုတ်ခဲ့တဲ့အပိုင်းတွေမှာအရန်စိတ်ကျေနပ်ပါတယ်အဲ့တော့လေဒီ အဲနောက်ထပ်နောက်ထပ်တော့ပြိုင်ဖို့အစီအစဉ်ကတော့မရှိပါဘူးနောက်ထပ်ပြိုင်လာကြမယ်အလှမယ်လေးတွေလက်တွဲခေါ်ရင်လည်းအကောင်းဆုံးသောပံ့ပိုးသူတယောက်အနေနဲ့တော့ဖဲချုံလောကမှာကျွန်မလုံနိုင်ပြီးဆက်ပြီးတော့ရှိနေဦးမှာပါလို့ပြောချင်ပါတယ်ပြိုင်ဖို့ join ဖြစ်တော့ဘူးလားစိတ်ကလုံးဝဒုံလုံးချလိုက်ပြီလားဟုတ်ပါတယ်ဆက်ပြီးတော့ပြိုင်ဖို့အစီအစဉ်မရှိတော့ပါဘူးအလှမယ်လေးတွေပဲ support ပေးသွားမှာပါရှင်